Hello အားလုံးပဲမင်္ဂလာပါဒီနေ့ Full Moon Daily မှာပေါ့နော်ဟိုဟာ Rachel လေးတခုပေါ့နော်နဲ့အတူအဲ Sauce Retail လေးပေါ့နော်အဲတော့ Candle နဲ့ Candle ကို Sauce နဲ့ခံပြီးတော့ Sauce Retail ကိုခေါ်ရပေါ့နော် Sauce Retail လေးတခုကိုလုပ်ပေးပါမယ်အဲတော့အင်းတော့ခါမရမလို့ပြေးဘူးပေါ့နော်ဒါခန္တဲ့နဲ့ဆော့စ်နဲ့ဥတွဲရတယ်ပေါ့ เนาะဒီနေ့မှာတော့အဲအရင် powerful ဖြစ်တဲ့ beaver form ပေါ့เนาะဒီစားလားပြင်းနေပေါ့เนาะအဲဒီလားပြင်းညမှာဟိုပေါ့ဟိုစေးပေါင်းခတဲ့ဒီညတညပေါ့เนาะစေးပေါင်းခတဲ့ညတညမှာမောရွာကိုမှရှိရဲ့ပေါ့เนาะအဲမကောင်းတဲ့ energy တွေ negative energy တွေအားလုံးကို ရှင်းထုတ်ပြင်မယ်ပေါ့နော်အဲခန္ဓာကိုယ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပေါ့နော်အားလုံးကိုအတွက်ကိုရင်းညွန်ပြီးတော့ဒီ reading လေးနဲ့ဒီ ritual လေးနဲ့တခုကိုလုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပေါ့နော်ဒီညမှာပေါ့နော်အဲလိုက်လုပ်ချင်တဲ့သူတွေလည်းလုပ်လို့ရပါတယ်အဲ့တော့စားလေးကိုအောက်မှာခံလိုက်ပြီးရခါမှာပေါ့နော်ဒီစားလေးရဲ့အပေါ်မှာဒီကိုယ့်ရဲ့ပေါ့နော်ကိုယ်လက်လွတ်ချင်တဲ့အကြောင်းအရာတွေ ကိုလှလွတ်ခြင်းနဲ့ energy တွေပေါ့နော်အဲ့တော့ထိုးသဖြစ်တော့မိုးကတော့ဒီမှာလုပ်ပေးထားတော့ negative energy ကိုပဲညှိနှုံးပြီးတော့လုပ်ပေးထားတာပေါ့နော်အော်စူတောင်းတာမျိုးမဟုတ်ဘူးကိုယ်စီမံရှိတဲ့မကောင်းတဲ့အရာတွေကိုအဲဖယ်ထုတ်ပြမှာပေါ့နော်ချို့ဆိုရင်ယောဂတွေပါရတက်တာခြင်းလဲဆိုလို့ရှိရင်တော့ဒီမှာဘယ်လိုမျိုးပေါ့နော်ယောဂတွေနဲ့ပတ်သက်ပြီးတက်တာခြင်းပါလဲဆိုပြီးရေးပြီးတော့မိရှူပါမယ် ါကတော့အဲစားလေးကိုခံပြီးပေါ့နဲ့မီးရှူရမယ်ပေါ့နော်အဲအဲ့ပုံစံလေးနဲ့လုပ်ရပါမယ်အမောတို့ retain လေးကိုသွားကြပါမယ်ပေါ့နော်အဲ့ဒါ sense retain လေးပေါ့နော်အမောဒီလာပညာနဲ့ပတ်သက်ပြီးတော့ဒီ special retain နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာတွေသိခွင့်ရအောင်လဲပေါ့နော် ှောက်ရှောက်တွေစီကနေဗာပြောချင်တာရှိတယ်။ချိုးသူတွေရလေနော်ဒီမှာဆိုရင်တခုခုကိုင်ထားတာမျိုးမြင်ရတယ်။အဲ့တော့ဘာကိုကိုင်ထားတာမျိုးမြင်ရလဲဆိုတော့နော်ဒီအဲဦးနေပတ်သက်တဲ့ပေါ့နော်။အဲခန်းစားချက်ကြီးကြီးမားမားတခုစုပ်ကင်ထားမှမြင်ရအဲ့ဒါတွေကိုဒီဖုန်းညမှာဆွတ်ထုတ်ပြပို့လို့ရတယ်အချို့သူတွေကတော့ဘောနော်အလိုလူတယောက်ယောက်ကို ဘာမို့ကိုချိရတဲ့သူတို့ဘောနော်ဒီလမ်းမလွတ်နိုင်တဲ့ energy တခုရှိနေဘောနော်ဘာလို့စွန့်ထုတ်ပြန်ရမလဲမွေးဒီကိုလက်တဲ့သမားလေးတွေစီဦးเนาะအချို့ ယ်။အဲ့အမျိုးသားနဲ့ပတ်သက်ပြီးတော့ဘောနော်အကိုကလေအလိုမျိုးဒီတော့အဲ့ဒီလူနဲ့ကိုနဲ့ဘောနော်အဲ့အဆင်မပြေခဲ့တာမျိုးစကားမထားမျိုးရှိရဲဆိုရင်အဲ့ဒီလူကကိုလာတောင်းမှန်တာမျိုးလုပ်နေမယ်နော်သူတို့ရေငွေကြေးပိုင်းဆိုင်ရာတွေမှာပေါ့နော် ငွေကြီးပိုင်းဆိုင်ရာတွေမှာအဆင်ပြေချုံးမှုလာဖို့ရှိတယ်เนาะငွေတွေအလုံးရင်းလိုက်မျိုးတွေဝင်လာမျိုးတွေရှိနေမယ်အချို့သူတွေဆိုလို့ရှိရင်ပေါ့เนาะရာလူတူလာတာတူเนาะဒီစက်တလာမိုင်းရနဲ့စပြီးတော့ဒီเนาะနောက်နောက်ထပ်ပေါ့เนาะอืมတုံးလာအတွက်မှာပေါ့เนาะရာလူတူလာတာတူပုံစံမျိုးတွေလာဖို့ရှိတယ်โอเค အခုဒီ negative energy ဆိုတာဝင်ရှုလိုက်ပြီเนาะအဲ့တော့ကိုယ်စီမှာရှိတဲ့မကောင်းတဲ့ဓာတ်တွေမကောင်းတဲ့ energy တွေအားလုံးဘောเนาะဒီလာပြီးညမှာပဲအားလုံးဒီရှုလိုက်တဲ့မိတွေနဲ့အတူပေါ့เนาะတွင်ပြောက်သွားပါစေဆိုတဲ့ဆန္ဒလေးတစ်ခုကိုစိတ်ထဲကနေပြုလိုက်ပါပြီးရင်ပါးစပ်ကနေလီမုန်ထုတ်လိုက်ပါ တရှိပြီးတော့နော်ဒီမောက်ထုတ်လိုက်တာမျိုးလို့ပြီးတော့ကိုကိုကို release တော့ပါ short ချလိုက်ပါ shoot တန်လိုက်ပါ shoot ထုတ်လိုက်ပါ shoot တန်လိုက်ပါ shoot ထုတ်လိုက်ပါ shoot တန်လိုက်ပါ shoot ထုတ်လိုက်ပါ ကောင်းတဲ့ energy တွေအားလုံးကိုဆွတ်ထုတ်လိုက်တဲ့သဘောမျိုးเนาะ ချို့သူတွေနော်အဲ့တော့ကိုကိုယ်တိုင်ကလေကိုလုံးမယ်ဆိုတဲ့အလုပ်တွေကရည်ရွယ်ချက်တွေဖြစ်မြောက်လာဖို့ရှိတယ်။ကိုရည်မှန်ထားတဲ့အတိုင်းကိုဖြစ်မြောက်လာမယ်လို့အများကြီးမြင်ရတယ်။ချို့လူတွေကကျတော့ popular တအားဖြစ်တယ်ပေါ့နော်။လူသိများတယ်ကြော်ကြားတယ်ပေါ့နော်။လူသိများကြော်ကြားတယ်ဆိုတဲ့ energy နော်။ဘုံဒီလိုလုံနေအချိန်မှာဒီညမှာဆိုကိုရဲ့ crystal လေးတွေကို charge လုပ်လို့လေးရတယ်နော်။ဒီလိုလေးပေါ့ပုံမလို့ထားတယ်လို့မျိုးလေးနော်။ ခရစ်စတယ်လေးကို charge လောက်တောင်းလို့လုပ်လို့ရတယ်အဲ့တော့ဒါကိုပြောနေတယ်မို့ဒါ energy ရလာလို့ဝင်ပြောလိုက်တာเนาะစိတ်တော့နှောင့်ယှက်မဖြစ်ပါနဲ့မှာဆိုရင်အထူးဆိုရင်ဆိုလို့ရှိရင်ပေါ့เนาะအဲ့တော့ကိုလုံနေတဲ့အလုပ်တွေကိုရွေထားတဲ့ရွေထားတဲ့အရာတွေပေါ့เนาะလုံးဝပေါ့ တရားရဂိုင်းတော့အောင်မြန်လို့ဖြစ်နေမယ်။ကိုယ့်ရဲ့အလုတ်ဂိုင်းဒီမှာအလုတ်ကန်တဲ့ငွေကြေးတွေမှာလည်းချူတူတွေအရန်ကိုအာရုံစိုက်ဖြစ်နေလိမ့်မယ်ပေါ့နော်။အဲ့တော့အဓိကအဓိကကယူစိုက်ရမှာပါလဲဆိုတော့ဒီရက်ပိုင်းဒီမှာစိတ်ဖြစ်စည်းမှုတွေတအားများနေရမျိုးဖြစ်နေမယ်။အလုတ်တွေတအားများနေရမျိုးစိတ်ဖြစ်စည်းမှုတွေတအားများနေရမျိုးနော်။အဲ့တော့စိတ်ပင်ပန်းနေရမျိုးလေးနော်။ဒီလိုမျိုးကိစ္စရက်တွေဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကို ရှော့ချဖို့လိုတယ်เนาะကိုယ့်ရဲ့စိတ်ကို release လုပ်ဖို့လိုတယ်ဆိုတော့ message ကိုပေးတယ်ပေါ့เนาะအချို့သူတွေကပေါ့เนาะဒီအဆောက်အအုံတွေကနေပြီးတော့အမ်ငွေဒီ collected သမားလေးကြီးစီကိုလာပြီးတော့ပေါ့เนาะ connection နေလာလိမ့်မယ်ဒီရက်ပိုင်းနေအတွင်းမှာပဲဖြစ်လိမ့်မယ်ဒီ full moon day ပြီးတဲ့နောက်ပိုင်းမှာပေါ့เนาะ full moon day ပြီးတဲ့နောက်ပိုင်းနေမှာဘာတွေဖြစ်လာမလဲဆိုတော့ပေါ့เนาะအချို့သူတွေစီကိုပေါ့เนาะအလိုမျိုးရောက်လာမယ့်အရာတွေက ဲထွန်တွဲပြီးတော့ရောက်လာတာမျိုးပေါ့နော်ဘလူးထွန်တွဲပြီးရောက်လာမှလည်းဆိုတော့ပေါ့နော်လူတယောက်နဲ့အတူချစ်ချင်းမြတ်တာတရားအဲလူတယောက်နဲ့အတူပေါ့နော်ကိုယ်စီရနေပြီးတော့ကိုယ်ကောင်းတာတွေဟိုခေါ်ဆောင်လာပေးမယ်ပေါ့နော်ဒီကောင်းတဲ့အရာတွေကိုခေါ်ဆောင်လာပေးမယ်ကိုယ့်ရဲ့စုံမိတ်တွေနော်အဲ့ဒီလူတယောက်နဲ့အတူပေါ့နော်ဘလူးပုံစံတွေချို့သူတွေလာမလဲဆိုလို့ရှိရင် အဲ့တော့ကိုဘွားတွေကိုဝင်ရောက်လာမဲ့လူအသက် ပြီးတော့ဘောနော်ဒီအဲ့ဒီလူကဘောအမ်ဟိုကိုကိုလေးအလုံးအရင်ကမေတ္တာရှိတာမျိုးเนาะအဲ့တော့ကိုရဲ့ဆိုးမိတ်ပြီးရခါမှာကိုအရင် attraction ဆွဲလန်းနေတဲ့လူတွေကိုဘွားတွေကိုဘောနော်ထက်ထက်ရှားရှားကို ဝင်ရောက်လာနိုင်မယ်ဘောနော် ချို့သူတွေကလीเนาะအဲ့တော့ကိုပိုင်နေရဲ့ကိုပိုင်နဲ့ပိုင်ဆိုင်မှုတွေတိုးဝလာမျိုးရှိတယ်ချို့သူတွေအိမ်အိမ်ကိစ္စနဲ့ပတ်သက်တယ်เนาะအိမ်ကိစ္စနဲ့ပတ်သက်ပြီးအဆင်ပြေလိမ့်မယ်ချုံးမှုလိမ့်မယ်အောင်မြင်လိမ့်မယ်เนาะโอเค ဟိုကက်လေးတွေတော့မယ်เนาะအဲ့တော့အစောရှောက်ဒီစီကဘာပြောချင်တာရှိလဲ slow down လေနော် meditate လုပ်ပါ slow down လုပ်ပါနော် elevate your energy ရဲ့ကိုယ့်ရဲ့ energy ကိုမြင့်တက်ပါလေနော်သူတို့တွေเนาะ စဉ်ဘဝတွေမှာတအားကြီးရှုပ်ထွေးနေရမျိုးပဲမန်းနေရမျိုးတွေရှိနေရဆိုလို့ရှင်ရေเนาะကိုယ့်ရဲ့ energy ကိုလုံးဝလေးအဲ့လိုမျိုးပေါ့ဟိုဟာဖြစ်ဖို့လို့เนาะပြန်ပြီးတော့ slow down လုပ်ဖို့လို့ရယ်အရင်ပေါ့เนาะဟိုအတင်းအကြပ်ကြီးတဲ့အချို့ကိစ္စတွေမလုံးနဲ့ပေါ့เนาะအဲ့တော့ငါတို့ပပိုင်းရတဲ့ငါတို့ဟိုပေါ့เนาะဒီမှာဆိုရင်ကိုယ် ကိုယ်နေထိုင်နေတဲ့ကဘာကြီးอ่ะဗောနော်လက်ပတ်နေတဲ့ကဘာကြီးอ่ะ out of control ဖြစ်နေတယ်တဲ့เนาะအဲ့ကဘာကြီးอ่ะသူ့ဟန်သူလက်ပတ်နေရပဲလीเนาะအဲ့တော့အဲ့လိုမျိုးဖြစ်နေတဲ့အခါမှာတခါတလေမှာနေစဉ်ပုံမှားတွေမှာ stress တွေပေးတယ်တခါတလေနေစဉ်ပုံမှားတွေမှာကိုယ့်ရဲ့အတွေးတွေအလုပ်တွေအပြောတွေပေါ့နော်ဒါတွေအကုန်လုံးကနေပြီးတော့အဲ gut overwhelm ဆိုတာအလုပ်တွေဒါရှုပ်လာပြီးဆိုပြီး overwhelm ဖြစ်သွားတာမျိုးတွေဖြစ်နေမယ်တဲ့အဲ့ခါမှာပေါ့နော် မူရဲ့ဒီ collective တမလေးတွေပြောချင်တဲ့ message ကပါပြောချင်တာလဲဆိုတော့ဘောနော်음 meditation daily meditation practice ပေါ့နော်နေ့စဉ်နဲ့နော်အဲ့တော့တရားထိုင်နိုင်မဲ့ဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ကိုငြင်းကြအောင်လုပ်လုပ်ရမယ်အရာတစ်ခုကိုလုပ်ဖို့လိုနေပြီတဲ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်နှလုံးသားကိုဖွင့်ထားပါ receptive တဲ့မွနဲ့မွနေတာနဲ့ကိုယ့်ရဲ့စိတ်နှလုံးသားလေးအေးတန်းတန်းလေးနဲ့ slow morning လေးပေါ့နော်အေးစစ်စစ်လေးနဲ့ slow morning လေးဖြစ်အောင်ကြိုးစားပါတဲ့ ဒါလည်းခတ်တယ်မူးတွက်ဆိုလည်းကျွန်တော်ခတ်တယ်ခနော်ဒီဒီဟာလို့ပဲကျွန်တော်ခတ်တယ် slow mo နဲ့ဖြတ်ဖို့အောင်ခနော်ပိတ်ရက်လေးတော့ပိတ်ရက်လေးဒီလောက်ပဲခနော်ဒါဒီလည်းနေစင်အများလုံးလုံးလေးလို့တွက်ဆိုလို့ရှင့်ခနော်ဒါမှမဟုတ်လည်းပေါ့နော်စူးစားကြည့်ပါရဲ့နော်အဲ့တော့ကို exercise လေးတစ်ခုခုဖြစ်စေကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေမယ်ပေါ့နော် breathing လေးဖြစ်ဖြစ်ဒါမှမဟုတ်လည်းအေးချမ်းစေမယ်အရာလေးတစ်ခုခုလုပ်ကြည့်ပါ no rush တဲ့နော်အဲ့တော့အလှန်လို့ပါနေတဲ့ လုံးဆရာတွေအားလုံးကို to do list တွေပေါ့နော်အစီအစဉ်တွေများနေလုံးဆရာတွေအားလုံးကိုအတင်းချက်ကြီးလောက်ကြိုးစားပါနဲ့နော်အဲ့တော့နေနေတဲ့ကဘာကြီးကနော်ဟိုကိုကဘလောက်ပဲအလှဉ်လို့နေပါသည်ဖြစ်စီအဲ့အရာတွေကသူ့ဘာသာသူအချိန်တန်တော့ပြီးပေါ့ပါပဲနော်အဲ့တော့အလှဉ်မလို့ပါနဲ့နော်ကိုကောကိုပြီးတော့ live mode ပြောင်းနေပါစီချမ်းသာအောင်နေပါပြီးတော့အမ် အေးချမ်းတဲ့ဘက်စီကိုသွားပါ don't wait slow down ပါเนาะအဲ့တော့ဖြည်းဖြည်းဖြည်းချင်းစီเนาะအဲ့တော့ slow down လို့ပို့လို့နေတယ်တဲ့เนาะနောက်တစ်ခွက်ကြတော့ပါလဲဆိုတော့ကိုယ့်ရဲ့အတွေးတွေကကိုယ့်ရဲ့ energy တွေပဲတဲ့เนาะအဲ့တော့ vibration ပဲအတွေးတွေ vibration တွေလူတစ်ယောက်ကလေဥပမာပြောဘာတွေတွေးနေလဲဆိုတာကိုငါဘာတွေးနေလဲဆိုတာကိုအခြားသူတယောက်ကမသိနိုင်ဘူးဘီရလူတွေကမသိနိုင်ဘူးထင်ကြတာเนาะ ဒါမှလည်းတော့မဟုတ်ဘူးပေါ့နော်။အဲ့အဲ့အတွေးတွေအကုန်လုံးကထွက်လာတဲ့ emotion တွေရှိတယ်နော်။အဲ့မှာ client တစ်ခုရှိတယ်။အဲ့ဒီ client လူတွေကလည်းခံစားမိတယ်၊တိရိစ္ဆာန်တွေအားလုံးခံစားမိတယ်။ဘာလို့မပြောပြတတ်တာပဲရှိတယ်။ဒါမှသတိမမူမိတာပဲရှိတယ်။ เนาะအဲ့တော့ကိုယ့်ရဲ့ vibration ကိုလူတွေကသိတယ်အဲ့တော့ကိုယ့်ရဲ့ emotional state ကဘာဖြစ်နေလဲဆိုတာသိထားပါတယ်ဒီမှာဆိုရင်မိုးရဲ့ဒီနေ့အဓိကထားလုပ်ပြီးတဲ့ ritual meditate ဟို sorry ဒီနေ့အဓိကထားလုပ်ပြီးတဲ့ reading ကဘာယူပြီးလုပ်တာဆိုတာ negative energy ကိုရှင်းထုတ်ပြီးရအောင်ဒီမှာဆိုလို့ရှိရင်လည်းအလိုပဲ negative energy ရောသူများကကိုးစီလာတဲ့ negative energy ကိုရှင်းထုတ်ရတဲ့လိုမျိုးပဲ ကိုယ်စီမံရှိတယ်ကိုယ့်ရဲ့အမိုက်တွေပေါ့နော်ကိုယ်အိမ်ထဲမှာရှိတဲ့အမိုက်တွေကိုယ့်ရဲ့အတွေးတွေကလည်းအမိုက်တွေဆိုလို့ရှိရင်အဲ့ဒီအိမ် negative energy နဲ့အမိုက်တွေအဲ့ဒီအမိုက်တွေကိုရှင်းထုတ်ပြန်ရမယ်နော်အဲ brass wall တွေလောက်ပါနော်သက်ရှူလေးခြင်းနဲ့မြည်ပြီးရခါမှာပေါ့နော်တရားထိုင်တာတွေပေါ့နော်ပြီးရကိုယ့်ရဲ့စိတ်ကို abandon positive လာတည်ရနော်အဲ့တော့လုံးဝဖြစ်နိုင်ကြည်များတယ် အဖြစ်ဝဲရှာမယ်နေ့စဉ်နေ့စဉ်ဘဝမှာကအဖြစ်ဝဲရှာမယ်ဖြစ်နိုင်ဒီများတဲ့ဘဝကိုပေါ့နော်အရာတွေကိုစဉ်းစားမယ်ဆိုတဲ့စိတ်နဲ့ဘာတက်ဖြစ်အောင်လုပ်ပါပေါ့နော်အဲ့တော့အဲ့ဒီခါမှာကိုယ့်ရဲ့ energy က elevate ဖြစ်လာနိုင်တယ်တက်လာတယ်တဲ့ကျမ်းမာရေးတော့ပေါ့နော် prosperity ငွေကြေးပိုင်းပေါ့နော်အဲ့တော့ special တွေစီတာဘာပြောချင်တာရှိပါလဲ finance အဲ့တော့ဆောင်းရမှုတွေ့တယ်လို့မျိုးပေါ့နော်လောကငွေကြေးနဲ့ပတ်သက် ဒီမှာဆိုလို့ရှိရင်ပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဆူတောင်းလာမျိုးတွေလုပ်လို့ရတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့နော်ကံကောင်းမှုလာဖို့ရှိနေပါတယ် မှန်တော့နာမယ်เนาะအဲ့တော့ဖုံးကြီးကြောင်းနဲ့ပတ်သက်တဲ့ဖုံးဖုံးလေးတိလာရှင်နေနဲ့ပတ်သက်ပြီးတော့အလူအတန်းလောက်လာတာမျိုးလေးပေါ်လာလိမ့်မယ်ပြီးတော့ဗောနောငွေကြေးပိုင်းဆိုင်ရာတွေမှာကန်ကောင်းနေအချို့သူတွေဆိုလို့ရှိရင်လေအလူလက်လာပါးဝင်လာတယ်ထိပေါက်တာတော့ဘာလို့မျိုးဗောနောအဲ့လိုမျိုးဝင်လာတယ်ဆိုလို့ရှိရင်အဲ ဟွာလောက်ပါเนาะအဲ့တော့ဖုန်းငွေကြီးဝင်လာပြီဆိုတာနဲ့ပေါ့เนาะဖုန်းကြီးရေးတီလာရှင်မျိုးကိုအလှူလောက်ပါဒါမှမဟုတ်အလှူလောက်အောင်ရှိလိမ့်မယ်အလှူတစ်ခုလှူရမယ်အဲ့ဒီအလှူပြီးသွားတာနဲ့เนาะအဲ့လိုပြီးသွားတာနဲ့ဘာဖြစ်မလဲဆိုတော့ထိပေါက်မယ်အဲ့လိုပုံစံမျိုးเนาะ effect ကားတယ်เนาะအဲ့တော့နိုင်ငံရေးပိုင်းအနေနဲ့ပတ်သက်တယ်ပြီးရခါမှာလူလူလူမှုရေးလူကြီးပိုင်းအနေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနဲ့ပေါင်းပတ်သက်ရတတ်တယ်ကိုကဘောเนาะဒီဥပရိပိုင်းနဲ့ပတ်သက်တဲ့ဥပရိစုမှုရေးပိုင်းနဲ့ပတ်သက်တယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘောเนาะအလိုမျိုးနည်းနည်းအခက်ခဲလေးရှိတာမျိုးပေါင်းပတ်သက်ရမျိုးရှိလိမ့်မယ်เนาะအဲပြီးတော့ဒီ ဒါ collateral တွေဖြစ်တဲ့အတွက်ကြောင့်မို့အဲဒီ authority ဆိုရင်နိုင်ငံရေးပိုင်းနေအဲ့အလိုမျိုးပိုင်းနေပေါ့နော်အဲ့လိုမျိုးပိုင်းနေမှာအပြောင်းလဲជីជីမမာတွေဖြစ်နေတယ်နော်ဒီရပ်ပိုင်းတွေအတွဲမှာပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ လုံးဝဒီမှာ financial financial finance เนาะတကယ်ကိုပေါ့เนาะငွေတွေအလုံးယဝင်မဲ့ gain ရှိတယ်เนาะငွေတွေအလုံးယဝင်မဲ့ gain ရှိတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုလုံးဝပေါ့เนาะဒီမှာ energy တအားကောင်းတဲ့သူတွေရှိတယ်ဒီဟာကိုဒီလိုတော့နားထောင်နေလို့ထင်ပါလိမ့်เนาะအရင်ကောင်းတဲ့ energy တွေကိုမဟုတ်အခုခံစားနေရတယ်ဘာလို့လဲအခုချိန်မှာကိုက negative energy ကိုဘန်းလောက်လိုက်တာ နောက်လိုက်တဲ့အချိန်မှာအဲ့လိုမျိုးကောင်းတဲ့ energy အများကြီးပဲအဲဝင်လာတာကိုခံစားမိเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်အချို့သူတွေအတွက်ကဒီ energy ကိုဟိုခံစားမိလဲဆိုရင် accept လုပ်လိုက်ပါเนาะဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လို comment ထဲမှာဖြစ်ဖြစ်ပေါ့เนาะရေးလိုက်ပါတယ်ပေါ့เนาะအဲ့လိုမျိုးပေါ့အဲလုံးဝဒီ energy ကိုခံစားမိတယ် accept လုပ်တယ် claim လုပ်တယ်ဒီဟာကိုအဲ့လိုမျိုးပြောလိုက်တာ ਨੇ ကိုပါရောက်သွားပြီဗောနော်အလှတကူလောက်လိုက်လို့တာရုခေါ်လိုက်သလိုမျိုးပဲเนาะဒီ energy တွေမိုးစီမှာကိုရှိနေတဲ့အရင်ကောင်းမွန်တဲ့အဲ positive energy တွေဗောနော် ဒီဒီမှာဆိုရင်လေဒီဖုန်းမွန်ရဲ့အရန်စေးပေါင်းခါတဲ့ energy ကိုယူပြီးတော့ဟိုအချို့ ritual လေးလုပ်နေတယ်ဒီ crystal လေးကိုလုံးဝလို healing နဲ့ပေးပြီးတော့ဗောနော်လာရဲ့ energy ကိုပေးနေရမျိုးလေးအဲ့ဒါမျိုးလေးဘောနော်အခုဒီဒီဒီရပိုင်းမှာမှားရဲ့လူတွေကကံကောင်းတယ်လို့ပြောရမှာနော်ဒီ energy ကိုရရတော့ဗောနော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဗောနော်ဒီရနေပြီ abandon နေရလိမ့်မယ်ငွေကြေးကြေးဝချမ်းသာမှုရလိမ့် เนาะအဲ့တော့ဒီ video နားထောင် like ချင်အဖြစ်လဲအလိုမျိုးငွေကြေးတွေဝင်လာတာမျိုးเนาะအဲ့လိုမျိုးတွေရလာမျိုးတွေရှိလိမ့်မယ်အဲ့တော့နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ဘောเนาะ relationship เนาะ relationship ဘိုင်းနေမှာဆိုလို့ရှိရင်အချို့သူတွေကလीเนาะအဲ့လိုမျိုးပေါ့ဒီအဲ အခြားသူပေါ့၃ယောက်၃ယောက်တည်းတပ်ပါတည်းပါတယ် relationship တွေမှာပေါင်ပတ်သက်နေရမရှိရဆိုလို့ရှင်ရင်ပေါ့เนาะအဲ့တော့အဲ့ဒီပြိုင်ဆိုင်မှုတွေပြီးတော့အဲ့အရာတွေအားလုံးကအဆုံးသတ်ဖို့အချိန်ရောက်ပြီပေါ့เนาะအဲ့တော့ကိုရီးယားလေးဒီလိုမျိုး relationship တွေမှာဖြစ်နေရဆိုလို့ရှင်ရလဲပေါ့เนาะအဲ့တော့ကို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  claim လုပ်လိုက် okay ငါဒါတွေအဆုံးသတ်ဖို့အချိန်ရောက်ပြီအချို့သူတွေကလေเนาะတယောက်တည်းနေတဲ့လူတွေများပေါ့เนาะ ဘယ်စင်ငယ်သမားတွေပေါ့နော်ပြီးတော့တယောက်ခဲလုံးနှစ်ကြာပေါ့နော်တယောက်တည်းနေနေလေသူတွေအဲသူတို့အတွက်ပေးခြင်းတဲ့ message ကကြတော့ပေါ့နော်အထူးသဖြင့်ကိုယ့်ရဲ့အဲ မိတ်ဆွေပေါင်းတဲ့အနေနဲ့ပြီးတဲ့အခါမှာကိုချစ်ရတဲ့သူတွေပေါ့နော်အဲ့လိုမျိုးပေါ့အဲချစ်သူရည်စားအိမ်တော်ပဲမရှိရင်တော့မှာပဲပေါ့နော်ကိုယ့်ရဲ့ပုံဝင်ချင်မှာအဲ့လိုမျိုးကိုချစ်ရတဲ့မိဘတွေတိုင်းဝိုင်းနေတငယ်ချင်းနေမိတ်ဆွေတွေပေါ့နော်အဲဆွေမျိုးတွေပေါ့အဲ့သူတို့တွေကိုမေတ္တာထားလိုက်ပါပေါ့နော်အဲ့ဒီအဲ့ဒီကနေအဲဘာရမလဲဆိုလို့ရှင်ပေါ့နော်ဒီอืมလုံးဝ အဲ့လိုမျိုးပေါ့နော် appreciate ပေါ့သူတို့ ਨੇ တရားတော်တရားအလိုမျိုးအရင်ချက်ချက်ခင်လာကြတယ်ကိုယ်လူတွေချက်ခင်လာတယ်ပျော်ရွှင်လာတယ်ဆိုတော့ energy ကိုရပြီဆိုတာ ਨੇ ကို့ဘွားလည်းကိုပေါ့နော်ဒီမှာမြင်ရတာတော့မုံမြင်ရတလို့ဆိုရင်အဲ3 day to 3 week เนาะ3ရက်ကနေ3ပတ်အတွင်းမှာပဲပေါ့နော်အဲတော့ကုစီကိုပတနာပေါ့နော်ကို့ဘွားကိုကောင်းခြင်းဆိုခြင်းတွေကိုအတူတူမျှဝေပေးမယ် เนาะဘာနာတယောက်ရောက်လာလိမ့်မယ်အဲ့ခါအောင်မရောက်လာခင်မှာငွေဒီခလတဲ့တမားလေးရာလေးတော်တော်ဟိုဟိုဘောတရားတမားပိုင်းနေပြီးရခါမှာတော်တော်စိတ်ပိုင်းဆိုင်ရာလေးပြီးရ share ရိုးလေးနောက်ကိုရဲ့ရင်းထဲမှာရှိတဲ့မြင်ရတဲ့ຢာလေးမြင်အောင်ကြည့်ဖို့အတွက်ဘောနော်အချိန်ကြလာဆိုတဲ့သဘောမျိုးပေါ့เนาะအဲ့တော့နောက်ဆုံးနေနေပေါ့เนาะဒီအဆောက်ရှောက်တွေစီက message ကိုဖတ်ပေးပါမယ် ချောက်စိတ်ကိုပြန်ရှာပြပါခေါင်းချောက်နော်အတိကြာပေါ့ဒီမှာ meditation နေကို meditate လုပ်ခိုင်းတာတော်တော် meditate လုပ်ခိုင်းတယ်နော်အဲဘုရားလေဒီ law attraction okay အဲမဲ့ဒီနေ့ကအဲ့ဆိုဒီ four month မှာထူးခြားချက်ကနှစ်ခုရှိတယ်ဒီနေ့ reading မှာပေါ့နော်ထူးခြားချက်နှစ်ခုရတစ်ခုက finance ငွေကြေးနဲ့နောက်ဒုတိယတစ်ခုကတော့ဗာလဲဆိုတော့ meditate ပေါ့နော်အဲကိုယ့်ရဲ့စိတ်ကိုအေးချမ်းအောင်ဒီ crown chakra အလုံးလုပ်တဲ့ဟာပေါ့နော်လှုပ်ဖို့အတွက်လုပ်နေတယ်အဲ့တော့ဒါကကျတော့ art angel michael ရောက်လာပေါ့နော် art angel michael အဲ့တော့အဲ့ angel michael ကကျတော့အဲကိုယ့်ရဲ့ကြောက်နေတဲ့အရာတွေကိုရင်ဆိုင်ခိုင်းတာ referee ကကြတော့ဗောနော်ဒီမှာဗောအဲကိုကိုစီမရှိရဲ့ဒီ surround နဲ့မှာရှိရဲ့မကောင်းတဲ့ energy ကိုဖဲထုတ်ပြီးတော့ကောင်းတဲ့ lift တဲ့ဗောနော် vibration တကိုမြင့်တင်ပြီးတော့အဲ့တော့ add angel making နဲ့ add angel referee ကားတဲ့အဲဗောနော်ဒီမွေဒီ collected တမလေးဟေးဒီ နောက်ရောက်လာလိမ့်မယ်ရောက်လာတဲ့ခါမှာသူတို့ကကိုယ်စီမံရှိတဲ့အကြောက်တရားတွေဖျားပေးလိမ့်မယ်အဲ့တော့ဒီဒီရပိုင်းမှာတင်ပေးထားတဲ့အဲ meditation လေးတစ်ခုရှိတယ်เนาะ shadow ball နဲ့ပတ်သက်တာမျိုးအဲ့ shadow ball လုပ်ကြည့်ပါအဲ့တော့ဟိုเนาะအဲ့ခါမှာဘောเนาะအဲ့တော့ကိုယ့်ရဲ့ကြောက်စိတ်တွေကိုငါဘာကိုကြောက်နေရလဲငါဘာကိုကြောက်နေရလဲငါဘာကိုကြောက်နေရလဲငါဘာလို့ဒီလိုမျိုးပြုတ်မှုလိုက်တာလဲငါဘာကို ဘာလို့ကြောက်တော့လဲငါရဲ့အကြောက်တရားပါလဲအဲ့ဒါရင်းဝမေ့ကြည့်ကြည့်နော်အဲအဲ့ဒီမှာသူကဖယ်ရှားပေးသွားလိမ့်မယ်ကိုယ့်ရဲ့အကြောက်တရားကိုအဲ့တော့ကိုယ်ဆောင်းနေမှာရှိရပေါ့နော်လူတွေအခြေအနေတွေအားလုံးကပေါ့အဲ့တော့အဲ့ကြောက်စိတ်တွေကိုဖယ်ရှားပြီးတဲ့အချိန်မှာပဲနော်အဲ့တော့ကိုယ့်ရဲ့ energy ကို lift up လုပ်ပြီးလိမ့်မယ်မြင့်တင်ပြီးလိမ့်မယ်တဲ့နော်အဲ့ပြီးရခါမှာပေါ့အရန်ဝ idea တွေအရန်ကောင်းနေလိမ့်မယ် creativity တွေဒါကောင်းနေလိမ့်မယ်ပေါ့နော်ကိုယ့်စိတ်ပိုင်းဆိုင်ရာပေါ့နော် တော့ဒီဘိုင်းနေရဒီဘိုင်းမြင့်မြတ်တဲ့ဒီအဆောက်ရှောက်ပြီးကောက်ပေါ့နော်ကိုစီကိုဟိုဒီကောင်းမွန်တဲ့ idea တွေပေးတယ်ပြီးရခါမှာပေါ့နော်ကိုကိုလည်းပေါ့နော်ဒီ wood pure တွေစတောင်းတာတွေမြင့်တာပို့တာ เนาะသူကလှုပ်စေခြင်းလေเนาะအဲ့တော့ဘောကိုကအဲ့ဒီမေတ္တာပို့ပြီးရင် financial နဲ့ပတ်သက်တဲ့အရာတွေကိုအဲဆွတောင်းပြီးတဲ့အခါမှာကိုမှရှိတဲ့အရာတွေကိုလည်းအမြောက်ဝေးတာမျိုးเนาะမြောက်ဝေးပြီးတာမျိုးအနေကြီးအထူးသဖြင့်ဘာမှပြီးနိုင်တော့မေတ္တာတရားကိုမြောက်ဝေးပြီးတာမျိုးလောက်ပါဘောเนาะအဲ့ law attraction အရာဆိုလို့ရှိရင်เนาะအချို့သူတွေက relationship ကိုမျောနေရမျိုးရှိရဲ့အချို့သူတွေကငွေကြေးကိုမျောနေရမျိုးရှိရဲ့เนาะအဲ့တော့ ပေါ့နော်ဒီအဲ့အရာတွေအားလုံးကိုပေါ့နော်음ရတဲ့အခါမှာပြေရှင်ရတဲ့ပြေရှင်မှုခံစားကြည့်ကြည့်ပါဘောနော်အဲ့ခံစားချက်ကိုရပြီဆိုတာနဲ့နော်ဒီကိုမျောလဲနေတဲ့အရာကြီးကမကြခင်မှာဝုန်းဆိုပြီးကိုရှင်မှာရောက်လာနိုင်မယ်တဲ့နော်ဒါတော့ဘောနော်ဒီ formal daily ရေဘောနော် message ပေးတဲ့ reading လေးဘောနော်အဲ sense reading လေးပေါ့နော် sense candle reading လေးဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ပေါ့နော်ဒီ crystal လေးနေပတ်သက်ပြီးနည်းနည်းပြောပြချင်တယ်ပေါ့နော်ဒီည full moon day မှာပေါ့ဒီ save out ခါလေးဒီညလေးမှာပေါ့နော် crystal လေးတွေကိုဒီလိုမျိုးလေးအလိုမျိုးအဲလာရောက်ပြီးတာမျိုးဖြစ်စေပေါ့နော်ဒီလာရောက်အောင်မထားတာမျိုးဖြစ်စေလာရောက်အောင်မထားဖို့အဆင်မပြေဘူးဆိုလို့ရှိရင်ပေါ့နော်ဒီမဟုတ်လို့တလုံးမျိုးပေါ့နော်ဒီအဲဒီ ကိုယ်စီမှာရှိရမကောင်းတဲ့ energy တွေကိုဒီစာလေးနဲ့မကောင်းတဲ့ energy တွေဖယ်ထုတ်ဖယ်ထုတ်ပြီးတော့ဗောနော်ဒီအမွှေးနှံသားလေးတွေနဲ့ဗောနော်ဒီ crystal လေးတွေကိုဒီညမှာ recharge လုပ်လို့ရတယ်ဗောနော်အမှုစီက crystal လေးကိုဝယ်ထားတဲ့အမှားလေးအမှားရင်းဒီမှာလေးအကုန်လုံးလေဒီလိုပုံစံမျိုးတွေနဲ့လုပ်လို့ရတယ်နော်အဲတော့ဒီမှာဆိုရင်လူရှင်ဒါလေးကတော့ဒီဖုန်းအတွက်အဘန်းနံပေါ့နော်ဘန်းနံကျော်ဝါချမ်းသာခြင်းရေပြီးရခါမှာအခွန်မရင်းလေးပေါ့နော်ပြီးရမှာထိုင်ကအိုင်း ဒါလေးကတီးတန့်လောက်ထားတာလေးပေါ့နော်အဲ့တော့တီးတန့်လောက်ထားတာလေးဒါကတဲ့ဘယ်သူမှမလုပ်မဟုတ်ဒီညအတွက်ကိုတီးတန့် full monday ကိုမို့ energy ရလို့လုပ်လိုက်တာပေါ့နော်ဒါလေးကကြတော့ဒီမေတ္တာတရားရေ abandon ရေအလုတ်ကိုင်းငွေကြီးပေါ့နော်ဒီဟာလေးကိုအဓိကထားပြီးတော့ပြီးခါမှာလူတွေကိုမေတ္တာ ပေးတယ်ပြီးရမှာ communication ပေါ့နော် communicate လုပ်တဲ့ခါမှာ agent ပေါ့ပေါ့နော်အဲ့တော့ဒါလေးကမို့ဒီညမှာလှုပ်ထားတာလေအလှုပ်ပြီးတော့မို့ကဒီကောင်းတဲ့ energy သွင်းမယ်ပေါ့သွင်းမယ်ဆိုပြီးတော့အဲလှုပ်လိုက်တဲ့ဟာလေးပေါ့နော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်အဲဒီ full moon daily ပေါ့နော် full moon daily မှာဒီစေဘောင်းခါရညလေးမှာပေါ့နော်အားလုံးစိတ်ချမ်းသာကြမှာနဲ့ပေါ့နော်ကိုရဲ့ မှာရှိတဲ့မကောင်းတဲ့ energy တွေအလုံးလွင့်စင်ပြပြင်းကြပါစေကိုကိုကိုလည်းပေါ့နော်ဒီကျမ်းမာတဲ့စိတ်ချမ်းသာတဲ့ရေရပြည့်ပြည့်စုံနဲ့ပြည့်ဝရတယ်ပေါ့နော်ဘဝကတော့အမြဲတမ်းပြည့်စုံနေတော့မရှိနိုင်ဘူးပေါ့နော်ဒါပေမဲ့အဲပြည့်စုံပါစေလို့မို့ကအမြတ်တာပို့ပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲပေါ့နော်ဒီကောင်းမွန်တဲ့ လာပြင်းရလေးပေါ့နော်ဖြစ်ပါစေဒီလာပြီအခုကြည့်ရတဲ့ reading timeless reading ဖြစ်ပါတယ်တကယ်လို့ကိုကြည့်နေတဲ့အချိန်ကပေါ့နော်ဒီလာပြီးညမဟုတ်ဘူးဆိုလို့ရှင်လို့ရှင်းရင်လိုက်ပေါ့နော်ဒီ reading လေးကကိုနာထောင်နေတဲ့အချိန်မှာအကျုံးဝင်ပါလိမ့်မယ်ပေါ့နော်ကိုအဲ့ထဲက message တခုကိုရောက်ဖို့ရှိလို့နားထောင်ရတာပဲဖြစ်ပါလိမ့်မယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက် reading မှာတွေ့ကြပါမယ်တတား